အင်မီကလက်ကင်ဖုန်းကိုလှုပ်ရှားကြည့်ရင်တစ်ပင်ကြီးတွေကြားကကျင်းမြောင်းတဲ့လမ်းကြောင်းကိုစူးစမ်းလေ့လာခဲ့တာနိုင်ရီဝက်ကျော်ပြီးထိုင်းနိုင်ငံမြောက်ပိုင်းကဒီတောင်နှန်းကြီးရွာကိုစူးစမ်းလေ့လာဖို့လာတာဒါပေမဲ့လမ်းပြောင်းနေရဆိုတာသူမသိလိုက်ဘူးရုတ်တရက်လေတိုက်လာပြီးတရွက်တွေကြားကလူတန်တမျိုးလိုမြည်လာတယ်ဘသူလဲသူ့လက်နဲ့ဓားပြားလေးကိုစုပ်ကင်လိုက်မိတယ်မီးခိုးတွေထွက်နေတဲ့တသားအင်္ဂလိပ်တလုံးကို တွေ့တော့အီမီအသက်ရှူချောင်သွားတယ် ကြေးရွာသားတွေကသူ့ကိုကြောက်လန့်နေကြတယ်။ညဘက်တစ်တော်တဲ့မဝင်နဲ့။မာယာဆိုတဲ့တရေကလိုက်ဖမ်းတယ်လို့ကြေးရွာကအဖိုးကမိဖို့ကြောင့်လည်းကပြန်ပြောလိုက်တယ်။ဒါပေမဲ့အမီကဒါကိုရှေးရိုးဆွဲအယူအဆလို့ထင်နေမိတယ်။ညနေ6နာရီမှာသူပြန်ထွက်လာခဲ့တယ်။တစ်တော်တဲ့ကပြုတ်ဝက်ဆန်းကျဲတဲ့အတန်တွေကိုမှတ်တမ်းတင်ဖို့စိတ်ကူးနေပေါ့။ ။တကိုင်းတွေကြားကလမ်းကြောင်းဟာသူမရှိမှရုတ်တရက်ပျောက်ကွယ်သွားတယ်။နောက်ပြန်လှည့်ကြည့်တော့လဲလမ်းမရှိတော့ရုတ်တရက်မီးပွားလေးတွေသူ့ဘေးကဖြစ်ပြန်သွားတယ်။အဲ့ဒါလူလာအေမီရဲ့အတန်တွေတုံ့ပြန်သွားတယ်။မိဘွားတွေနောက်ကိုလိုက်လာတဲ့အခါကြောက်ဆက်ဝိုင်းကြီးတစ်ခုကို တွေ့ရတယ်။အဲ့ဒီအလယ်မှာတစ်သားချိတ်တွေနဲ့ချိတ်ဆွဲထားတဲ့တင်ချိုင်းရိုးလိုအရာတစ်ခုရှိနေတယ်။ ငါကိုကဲတင်ပါအတန်တခုက သူ့နားရဲဝင်လာတယ်လှဲကြည့်ရဲ့အခါမိဘွားတွေဟာလူပုံတရံဖြစ်လာပြီးအဖြူရောင်အဝတ်စကလေးတယောက်လိုမြင်ရတယ်သူ့မျက်လုံးတွေကမိခိုးရောင်ပြားပါဇက်မှာတွေးဆက်တွေကြာနေတယ်နေငါမာယာလားအမီရဲ့ခြေထောက်တွေလှုပ်မရဖြစ်နေတယ်သူမရဲ့နောက်ဖက်က ကြောက်ဆက်ဝိုင်းကစတင်တောက်လောင်လာတယ် မာယာကအေမီကိုလက်တဖက်နဲ့ထိလိုက်တဲ့အခါသူ့ရဲ့အမှတ်တရတွေအားလုံးမိခိုးတွေလိုပျောက်ကွယ်သွားတယ်။နိုးလာတဲ့အခါအေမီဟာကြေးရွာရဲ့ဖခင်เจ้าမှာလဲနေတယ်။အဖိုးအိုကသူမကတင့်ကိုရွေးချယ်လိုက်ပြီလို့ပြောတယ်။အေမီရဲ့လက်ကွင်းမှာမိခိုးပြာရောင်ကြောက်စိမ့်လက်စွပ်တကွင်းဝင်နေတယ်။ကြေးရွာသားတွေရဲ့မျက်နှာတွေမှာကြောက်စိမ့်နဲ့ဂုံပြူစိတ်တွေရောနေတယ်။ အိမီဟာကြေးရွာကနေထွက်ပြေးခဲ့ပေမဲ့သူ့အိမ်မက်တိုင်းမှာမိဘွားတွေနဲ့ကြောက်စက်ဝိုင်းကို ပြန်မြင်နေရတဲ့တခါတလေသူ့နားထဲကိုကျေးဇူးတင်ပါတယ်။ဒါပေမဲ့ငါတို့ကဘာကမင်းကိုလှုပ်လို့မရသေးဘူးဆိုတဲ့အတန်တွေ ဝင်ဝင်လာလို့